မြန်မာနိုင်ငံသားတွေအခုကျွန်တော်တို့တော်တော်များများမြန်မာနိုင်ငံသားမြန်မာနိုင်ငံသားကျွန်တော်တို့တော်တော်များများအလုပ်ကသူများနိုင်ငံမှာလုပ်လုပ်တယ်သူများနိုင်ငံမှာအာဟောဖြစ်တာပေါ့သူများနိုင်ငံမှာလုပ်သွားလုပ်ပြီးမှမိဘတွေကိုလုပ်ကျွေးနေတာဟာတရှိတယ်ဆိုတော့ပြောချင်တဲ့ရကပါလဲဆိုရင်ဒီနေ့ကျွန်တော်တို့လောကကြီးထဲမှာတင်ငလေးအဖြစ်ပြဿနာတော်တော်များများတက်သွားပြီးမှပေါ့နော်အတက်ဆုံးရှုံးသွားပြီးမှ ကိုဝယ်ထားတဲ့ဟာလည်းအကုန်ဖြစ်စီသွားတယ်ကိုဝယ်ထားကိုစောက်ထားတဲ့အိမ်ကြီးကလည်းအကုန်လုံးဖြစ်စီသွားတယ်နော်ဘာမှလုပ်စရာမရှိဘူးဖြစ်သွားရေးမိတ်ဆွေရဲ့ခံစားချက်ကိုလည်းကျွန်တော်လည်းနားလည်နိုင်ပါတယ်နော်နားလည်နိုင်တယ်အဲ့လိုဖြစ်တတ်လေဆိုတာလေးကိုလည်းကျွန်တော်တို့သိပါတယ်ဒါပေမဲ့ကျွန်တော်တခုပြောချင်တဲ့အရာကဘာလဲဆိုရင်ကျွန်တော်အသက်အသက်ကိုတော့ဘယ်တော့မှလကားအဆုံးရှုံးမခံလိုက်ပါနဲ့လို့ကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်တယ် တခါတလေကြိုက်ကိုတင်ထားသူလို့မပြက်လာဘူးကိုထဲမှာဝမ်းနည်းမှုတွေပိုဆွေးမှုတွေအများကြီးဝင်လာတဲ့ချိန်မှာကိုကတခုခုလုပ်ပစ်ချင်တာကျွန်တော်လက်ခံစားဖို့ပါတယ်ကျွန်တော်ဘဝမှာဒေါ်လာသိန်းနည်းချပြီးမှအင်းဒီကျွန်တော် investment လုပ်ထားတဲ့ဟာလေးပြန်မပေးဘဲနဲ့သူများကလိန်သွားတဲ့ဟာလေးကျွန်တော်ခံကြုံမှုတယ်ပြီးတော့စီးပွားရေးလုပ်ဖို့အမျိုးမျိုးလုပ်တယ်အာတောင်းချီ3000ရင်းနှီးမြှုပ်နှံထားတဲ့ဒီ အာယင်းနိမ့်နော်ထားလောက်ရှိတဲ့ယင်းနိမ့်နော်ထားတဲ့အချိန်လေးအာပြီးတော့အချိန်လေးရပြီးတော့ဒီကိုစခဲ့တဲ့လုပ်ငန်းတွေကိုလည်းသူများသိနေကြုံခံရတယ်ပြီးတော့အဲဂျန်နဲ့မှာပြဿနာပေါင်းများဆောင်ဝင်နေတဲ့ဂျာထဲမှာကျွန်တော်ကျွန်တော်ကနော်အာကျွန်တော်သတ်လို့စီးပဲဆိုတော့ရွေချင်းနဲ့ထားတဲ့အကားတစ်စီးကတိုက်ပြီးမှ အာ ကားအကားတိုက်ပြီးမှမောင်းလို့မရလုံးဝ total loss ဖြစ်သွားပြီးမှကျွန်တော်ကားအစ်တစ်ခုဝေလိုက်ရတယ်။ကားအစ်တစ်ခုကအဲ့ကျွန်တော်ဝေအရင်တော့စီးတဲ့ကားကျွန်တော်အတွက်အတူပေးဆံမလို့1500လောက်ပဲပေးဖို့ကြံတော့တယ်ပြီးတော့ဗာလဲအဲ့ကားနောက်10နှစ်တိအစီမောင်းလို့ရတယ်ဘာမှဖြစ်ဘူး mileage ဇီရိုနဲ့ဝေထားတယ်။သူကားတိုက်သွားတယ်။ကားတိုက်ပြီးမှကားအစ်ဝေတော့ကျွန်တော်ရဲ့ payment ကဒေါ်လာ900လောက် တလောက်ပေးရတယ်ဆိုတော့ insurance နဲ့ကြီးကားနဲ့ကားနဲ့ insurance နဲ့ကားနဲ့ insurance နဲ့ပေါင်းလိုက်ကျွန်တော် payment က1300 1480ရှိတယ်ရရ1380ပေါ့1380ကားနဲ့ insurance နဲ့ပေါင်းစီအဲ့ဒီအဲ့ဒီနောက်ပိုင်းမှာကျွန်တော်အာကျွန်တော်ရဲ့ကြမ်းမကြီးပြန်တိခိုက်မှကျွန်တော်ဆေးရုံတက်လိုက်ရသေးတယ်။ဟိုဆေးရုံတက်လိုက်တဲ့တော့တောင်းရင်းချပြီးမှ တော့မှအဲဟာလေးနော်စိတ်ရုံနဲ့တက်လာရတည်တယ်အဲ့လိုမျိုးမျိုးတွေရှိတော့ချိန်မှာကိုဘဝမှာစဉ်းစားလိုက်တဲ့ချိန်မှာတခါတည်းကြိုက်ကွာဘာမှလည်းအာသင်ရဆိုင်ပြီးလှုပ်လိုက်ခြင်းနဲ့နေထားမျိုးတိကျွန်တော်တို့ဖြစ်ခဲ့တယ်ဒါပေမဲ့တခုရှိတာကကျွန်တော်စိတ်ရုံနေမှာတွားတယ်စိတ်ရုံနေမှာတွားတယ်စိတ်ရုံနေမှာလေအလေတွားတဲ့ချိန်မှာသူများပိုက်ဒီမှာပိုက်တွေ့တာတယ်ဒီ ပါဇက်ပထမပိုက်တွေ့ထားတယ်ဒီပိုက်ကနေပိုက်တွေ့ထားတယ်ခေါင်းမှာပိုက်တွေ့ထားတယ်ပိုက်ခေါင်းမှာအော်ကြည့်တဲ့နဲ့ hospital ဒီမှာကြည့်တွားကြည့်တဲ့ချိန်မှာတကယ် emergency ဒီမှာတွားကြည့်တဲ့ချိန်မှာတကယ်လူတွေကအရှမ်းဒုက္ခရောက်နေပြီးမှနာနေတယ်မခံနိုင်အောင်နိုင်တယ်ဒါပေမဲ့သူတို့ကတချို့လူတွေကနောက်ဆုံးဆစ်ဖြစ်နေတဲ့လူတွေမှာဆေးရုံမှာနေပြီးမှဆက်လက်ပဲကုချင်နေတည်တယ်ဒေါ်လာသိန်းနဲ့ကုန်သားပြီးဒါပေမဲ့ မဖြတ်လာဆရာဝန်ကလိုက်လျှော့ပြီးသွားပြီးမဖြတ်လာနိုင်တော့ဘူးလို့ပြောတော့သူလေဆရာဝန်ကလက်လျှော့လိုက်တော့တော့များလဲလူနာရီကိုစက်ကူဖို့မိသားစုကဆက်လက်ကြိုးစားနေတာဖြစ်တယ်။ဘာလဲဆိုရင်ဒီအသက်ကိုနှမျိုးလို့ပဲဖြစ်တယ်။လောကထားလိုက်ကြကိုကဘာမှမလုပ်တဲ့ချိန်ကျတော့ကိုအသက်ကိုမနှမျိုးတလို့ဖြစ်ပေမဲ့တကယ်တကယ်စေးယုံစိတ်ခမ်းမှာရှိတဲ့လူတော့ကြည့်တဲ့ချင်းဖြစ်ဒေါ်လာ3000နဲ့ချီဝင်ကောင်းတော့များလဲ။ ဆေးကကုနေတာဖြစ်တယ်။ဘာကြောင့်လဲ။တည့်အတက်ကအမှန်တမ်းတပူရှိတယ်။အတက်ကနခါမရအောင်တကကဘာမှတခါဘက်ကိုရောက်လာတယ်။တခါထဲဘက်ကိုထွက်သွားမယ်။အတက်တစ်ချောင်းပဲပါလာဖြစ်တယ်။ဆိုတော့ဒီအတက်ကိုမမျောဖို့အတွက်ကျွန်တော်ဒီနေ့ပြောပြချင်တာဖြစ်တယ်။ဒုက္ခရောက်တယ်၊စိတ်ဖြစ်စင်းမှုဖြစ်တယ်၊ကျုံတို့ထင်သားတယ်လို့မဖြစ်လာဘူး။မိဘရဲ့အကုန်ဆုံးဆုံးနဲ့မောင်တို့အကုန်ဆုံးဆုံးကိုတယောက်ထဲကြံခဲ့တော်များနဲ့မိတ်ဆွေဆက်လက်ပြီးအကောင်းဆုံးရှင်းတာဖို့မိတ်ဆွေကျွန်တော်တိုက်တွန်းချင်တာဖြစ်ပါတယ် ီတက်ကအမတမယံနှမျောစီအကောင်းပါတယ်ဒီတက်ကအမတမယေကြီးစီးစင်ကြီးကုံတော့ပါစေပတ်စံလေးဆုံရှုံသွားပါစေစုထားရရလေအကောလုံးဆုံရှုံသွားပါစေမိတ်ဆွေတင့်အတက်ကနှခါမပါလာဘူးမိတ်ဆွေတခါတည်းပဲရှိတာပါကိုကတက်ရှိနေတဲ့၍ငွေဆိုတာရှာလို့ရပါတယ်ငွေဆိုတာရှာလို့ရတယ်ပတ်စံဆိုတာရှာလို့ရပါတယ်မိတ်ဆွေဒါကြောင့်ဒီတက်ကိုမိတ်ဆွေအလကားကျွန်တော်ကျွန်တော်နားလိုက်ပါတယ် ခစားလာတဲ့လူတယောက်လုံးဝခစားချက်အပြည့်နဲ့ဖြစ်သွားတဲ့လူတယောက်လုံးဝဘာမှလမ်းမရှိတော့ဘူးလို့ဖြစ်သွားတဲ့လူတယောက်တော့ကတော့ဒါကဖြစ်တတ်ပေမဲ့ကျွန်တော်ဒီနေ့အဲ့လိုတွင်းခေါ်ဝင်လာတဲ့ချိန်မှာမိတ်ဆွေကျွန်တော်တိုက်တွန်းချင်တယ်ဒီတက်ကအသက်ရှင်နေဆုံးရှုံးသွားတဲ့ပြဿနာတွေဆုံးရှုံးသွားတဲ့အရာတွေအားလုံးအကုန်လုံးခဏလေးမိတာပြီးမှဒီတက်ကကျွန်တော်ဆက်လက်ပြီးစူးစမ်းဖို့အတွက်ဖြစ်တယ်ဆက်လက်ပြီးကျွန်တော်အကောင်းဆုံးရည်တည်ရမယ်လို့ဖြစ်တယ်ဆိုတာလေးကိုကျွန်တော် အပိချင်တာဖြစ်တယ်။ဘလောက်တည်းပြင်းမှန်းနေစေဘလောက်တည်းဖြစ်နေပါစေတက်တဲ့ချောင်းကတော့ရှိနေသေးရင်ငွေကြီးကျေးစွာရှောင်ရောက်ပါတည်တဲ့ဆိုကျွန်တော်ပြောပြချင်တာဖြစ်တယ်။ဒုတိယအနေနဲ့ကပါလဲဆိုရင်ဒီဘာပဲလို့ဒုက္ခရောက်တယ်ဘလို့နေတတ်မှမအောင်မယ်အနေထားမျိုးရောက်တယ်ဆိုကျွန်တော်ဒီနေ့ပြောပြချင်တဲ့တဲ့အတွက်ကြားပွက်တကွက်ရှိတယ်နော်။ဒီနေ့တော့ကမ္ဘာချန်ပီယံချက်တိုးတဲ့ကမ္ဘာချန်ပီယံတယောက်က မီဇီယံမှာတွားလေတဲ့မီဇီယံမှာတွားတော့ပါဖြစ်လို့ဆိုသူကစာနာမနာဆိုတဲ့ဟာနဲ့တွားကြားထိုးတယ်ကြားထိုးနေတယ်ကြားထိုးကစားနေတာပေါ့နော်ကြားထိုးလေဆိုတော့ကျွန်တော်ပမာဏတော့ချက်ထိုးတာပေါ့အဲ့ကြည့်တဲ့ချိန်မှာဒီစာတမနာဆိုတဲ့ဒုက္ခပေါင်းများစွာပြီးနေတဲ့ပုံကိုတရားနဲ့တွားကစားနေလို့ပြောသူကစုံရှုံသွားပြီးမှလူသားကလူလူသားလာပေါ့နော်ဘာမှအကွက်ရွှေ့ဆရာမရှိတော့ဘူးဆိုပြီးမှသူကစိတ်ပြက်ပြီးမှဘာမှသူက ကွက်လေအကုန်လုံးပိတ်လိုက်ပြီဆိုပြီးမှဘာမှရွှေ့စရာသူ့မှာမရှိတော့ဆိုပြီးမှတော့ဝမ်းနေပြီးမှလေအာလုံးဝလုံးစားမရှိတော့ဘူးဆိုပြီးမှလုံးဝငိုင်းနေတယ်ဟွာဟွာတရားဟွာတပ်ဖို့တဲ့ကဒီမာနဆိုတဲ့ဒီသာဒမာနဆိုဒုက္ခပေးလူမာနဆိုတဲ့ဒီတရားဟွာအယံဝမ်းမြောက်ဝမ်းသာနေတယ်ဒါပေမဲ့အဲ့ဒီချစ်ကပါချမ်ပီယံချစ်ထိုးရတဲ့တရားကြီးတဲ့အချိန်မှာဗာပြောရဆိုရင်အဲ့ဒီကြောက်ွက်ကိုကြီးတဲ့အချိန်မှာလူဆိုတဲ့ကျွန်တော်လူလူနဲ့ မာနနဲ့ထိုးနေကြတယ်ချက်ထိုးတာဒါပေမဲ့လူမာလူလူထဲမှာဟိုကွက်ကဟိုမာနကအကွက်ရှိပြီးွားရင်လူကရှိဖို့ကြံနေဒါပေမဲ့အကွက်ရှိဖို့မရှိတော့ဘူးလို့ခံစားဟောဖြစ်သွားတာအကွက်ရှိစံမရှိတော့လောကအကွက်ရှိစံမရှိတော့လို့သူကထင်နေချင်းမှာအခုနောက်ပြောသလိုပဲအဲ့ဒီချက်ထိုးတဲ့ချန်ပီယံကြီးကအဲ့ဒီသူတို့ဒီသူတို့ရဲ့ပကြီကားချက်ကိုကြည့်ပြီးမှဘာပြောလဲဆိုရင်ဒီမှာလို့ ဒီပကြင်ကားချက်ကခင်ဗျားတို့ကမားနေတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီလူဆိုတဲ့ပုဂ္ဂိုလ်မှာတကွက်ရွှေ့ဖို့ကြံနေတယ်ဟိုဟိုဒီပကြင်ပကြင်ရဲ့ကွက်ကအဲ့ဒီပကြင်ရဲ့ကွက်တကွက်ရွှေ့ဖို့ကြံနေတယ်။မိတ်ဆွေကျွန်တော်ဒီနေ့ပြောပြချင်တယ်။တင့်မှာခံစားချက်တွေပြီးတော့ဘာမှရစရာမရှိဘာမှမျော်လင့်စရာမရှိတော့ဘာလာအကုန်လုံးဆုံးရှုံးသွားပြီလို့ထင်နေတော့များလဲ။ဘာဖြစ်လို့လို့မအောင်မင်းလေးလို့တယောက်ဖြစ်နေတော့များလဲကျွန်တော်ဒီနေ့အားပေးချင်တယ်။မိတ်ဆွေတဲမှာ မိတ်ဆွေကိုကြည့်ရှုနေတဲ့ဖခင်ပဲဖြစ်ဖြစ်မိတ်ဆွေကြည့်ရှုနေဖခင်ကတည့်အတွက်တကွက်ရှိဖို့ကြံနေတယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့မိတ်ဆွေတည့်အတွက်တကွက်ရှိပေးဖို့အတွက်ကြံနေနေတယ်ဆိုတာကိုမမေ့ပါနဲ့ဒါကြောင့်ကျွန်တော်တို့တခါလေကြိုးလို့တမျက်မအောင်မီဘူးဆိုရှယ်မီဒီယာဖြစ်လိုက်ချိန်မှာနံပါတ်၁ကကိုတင်ခန်းစာယူပါပြောင်းလဲတည့်တဲ့ရအောင်ပြောင်းလဲပါပြစ်တည့်တဲ့ရအောင်ကိုပြစ်လိုက်ပါတည်ယူလိုက်လာပါဒါပေမဲ့ ငါမဖြစ်တော့ဘူးကွာငါတေးကွဲတယ်ငါစော်နေငါ့ကိုပြစ်ထိုက်ခဲ့ငါတေးအောင်တေးချောင်းကြံမယ်ငါမိငါ့ကိုမိပတယ်ငါ့ကိုပြစ်ထိုက်ငါဒီလိုဖြစ်သွားမယ်ငါဆုံဆုံးသွားတယ်ငါအကုန်လုံးပါသွားငါဘာမှမရှိဘူးငါတေးုံမရှိလို့ဆိုမဲ့ထင်လိုက်မရှိတင့်အတွက် chance ရှိတော့တိအနန္တမှာတင့်အတွက်တကွက်အကွက်ရှိဖို့တကွက်ရှိတည်တယ်ဆိုတော့တင့်ကိုကြည့်ရှုပေးနေတဲ့ဖခင်ကဘယ်တော့မှတင့်ကိုလကားပြစ်မထားဖို့ဆိုတာလေးကိုကျွန်တော်ဒီနေ့အားပေးချင်ပါတယ် နောက်ကဒီမိအားလာရေးပါပြောလဲဆိုရင်ထိုင်ဝမ်တည်နေမှာပါတယ်လို့ကျွန်တော်ပြောနေကြတာတော့ကျွန်တော်တွေ့တယ်အဲ့ဒါပါလဲဆိုရင်မင်းအွန်လိုင်းကြီးကဒီထိုင်ဝမ်ကနေလာလာမဲ့ကိုညီမဲ့လူတွေကိုလက်မခံဘူးလို့ပြောတယ်လို့ကြားတာဖြစ်တယ်ကိုစင်ကာပူကတော့လက်ခံထားကိုကျွန်တော်တွေ့ရတယ်ပြီးတော့တရုတ်ကကိုညီမတော်လာမတော်လာကျွန်တော်မသိဘူးရုရှားကတော့တော်နေတာကိုသိတယ်ဒါပေမဲ့အမှန်ကန်သတိဟုတ်လားမဟုတ်လားတော့မသိဘူးအခုချိန်ကြီးစကိုင်းမှာ ကြည့်ကျွန်တော်ဒီမင်းအွန်လိုင်းကြီးကသူကတိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့တိုင်းပြည်ကိုနေရာယူခြင်းနဲ့သူကအုပ်ချုပ်ခြင်းနဲ့ဆိုရင်သူတိုင်းပြည်မှာရှိတဲ့ပြည်သူပြည်သားတွေရဲ့အာဘေးဒုက္ခပဲဖြစ်ဖြစ်ပျော်ရွှင်ရေးနိုင်အားလို့သူတောင်းယူရမှာဖြစ်ပါတယ်။သူတောင်းယူရဲဆိုတာငါဒီတိုင်းပြည်မှာငါလှုပ်နိုင်တယ်ငါလှုပ်ဆွမ်းနိုင်တယ်ငါတက်တီးရှိငါလှုပ်နိုင်တဲ့အစွမ်းရှိတယ်ဆိုပြီးမှသူကိုယ်တိုင်းသူလှုပ်နိုင်လို့သူလှုပ်ဆွမ်းနိုင်တဲ့အနေအထားမျိုးရှိလို့သူတောင်းယူကြတယ်။ အခုကျွန်တော်ကြည့်ရတာအခုချိန်ကြီးစကိုင်းဒီမှာမန်လေးဒီမှာစကိုင်းတချို့နေရာတွေမှာကယ်ဆင်းရေးတော့မှမရောက်လာနိုင်ပဲနဲ့အခုတော်တော်လေးဒုက္ခရောက်နေတော့ကျွန်တော်တွေ့ရတယ်လွန်အားနဲ့တော့အဲ့ကြောက်ခဲကြီးကြောက်တုံးကြီးကိုကျွန်တော်ဖယ်ဖို့မလိုပါမလွယ်ပါဘူးဒါပေမဲ့ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်အဲ့ဒီကျွန်တော်မြန်မာနိုင်ငံထဲမှာရှိပါတယ်အဲ့ဒီပျော်လေးနေတဲ့အရာလေးကြောက်တုံးကြောက်ခဲကြီးအဲ့ဟာခဲကြီးကိုမနိုင်ဖို့အတွက်ကဒီဘူဒူဇာလေးတို့အာဒီလို အာအိဆောက်လို့မှတုံးတဲ့ဟာအဲ့ဒါပဲကျွန်းလို့လေကိုလာဖြစ်တယ်ဘာဖြစ်နေလဲသူကိုယ်လိုလုံနိုင်တာပဲဘာဖြစ်လို့သူအဲ့ဒါကိုအဲ့လိုကုညီဖို့ဆိုမခံနိုင်တာလဲပတ်စံမရှိကြလားပီတူလေးဒီလောက်ဒုက္ခရောက်နေကြတဲ့ကမိုင်းကျေးတာတို့ဘုံကျေးတာတို့ရှိနေတယ်ဘုံကျေးဖို့အတပ်ဖို့တကတော့ပတ်စံရှိနေပြီးမှဒီလိုမျိုးဒုက္ခရောက်နေတဲ့ချိန်မှာကုညီဖို့တကတော့သူ့မှာပတ်စံမရှိဘူးတဲ့သူမခံဘူးတဲ့ကို သူမှရှိတဲ့လူသားတွေစက်တတ်တယ်များရှိတာပဲနော်ရေးတယ်များရှိတာပဲဘာကြောက်တော့မကူညီနိုင်တယ်လေဘာကြောက်တော့မခိုင်းတာလဲဆိုတော့ကျွန်တော်စဉ်းစားလို့လည်းမရဘူးနော်တော်တော်လေးတော့စဉ်းစားဖို့ခက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့နောက်တစ်ခုကျွန်တော်ပြောပြချင်တာကမြန်မာနိုင်ငံအဆောက်အဦကစောက်တဲ့လူကများမကောင်းတာလားတော့ကျွန်တော်မသိဘူးပြီးတော့ time မှာဖြစ်သွားတဲ့ဟာ time မှာနည်းနည်းလေးဖြစ်လို့ မြန်မာနိုင်ငံမှာမျက်မျက်ဖြစ်လို့ပျော်လေးတာတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ထင်တာကတော့အဆအိုထပ်30လောက်ရှိတဲ့ထပ်20လောက်ရှိတဲ့ဟာတော့မှမပျော်လေးပဲနဲ့တထပ်နှစ်ထပ်သုံးထပ်လောက်ရှိတဲ့အာ၄ထပ်၅ထပ်လောက်၁၀ထပ်လောက်ရှိတဲ့အဆအိုကပျော်လေးတယ်ဆိုတာကတကယ့်အင်ဂျင်နီယာတွေလုံးဝလုံးဝညက်ဖြစ်နေရဖြစ်ပါတယ်ကျိုးတယ်ဆိုတာနည်းနည်းပါးပါးတော့ကျိုးလည်းမဟုတ်ဘူးတကယ်တကယ်ဆိုရင်အဲ့လိုကျိုးပြီးမှလန်တော့တဲ့အချိန်တော့မဖြစ်သင့်ဘူးနော် ဒါပေမဲ့ကျွန်တော်တို့ကြည့်ရတဲ့အချိန်မြန်မာနိုင်ငံမှာတော့တော်တော်လေးတော်တော်လေးကိုကျူရတာမျိုးပဲတခါလဲအမုတ်ပုံစံနဲ့ကိုဖြစ်သွားတာဆိုတော့ဒါကအမတမ်းမှကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းကျွန်တော်စိတ်ချဖို့လိုတယ်စောက်လို့ရင်းမှအမတမ်းမှအင်ဂျင်နီယာကြီးကောင်းအောင်လုပ်ဖို့လိုတယ်လို့ပဲကျွန်တော်မြင်တာဖြစ်တယ်ပါနော်ဆိုတော့ဒီဘိုးတော်ကပြောနေတယ်မြန်မာနိုင်ငံသူ့နိုင်ငံကိုလာဖို့ခေါ်တဲ့အချိန်မှာတချို့လူတွေတောတောင်းတဲ့အချိန်မှာခုမပြုတ်ဘေးဘူးလို့လည်းကျွန်တော်တို့ကြားနိုင်ရတာဖြစ်တယ်နောက်တစ်ခုကတော့ တခုတခုကလေသူကပြောတာတထောင်တရ400အဲတထောင်မို့104 104ကျော်လောက်ပဲတည်တယ်လို့သူကပြောနေတာ state media state tourism မြန်မာရဲ့ media ကနေသူကထောက်ပြန်တာเนาะထုတ်ထုတ်ပြန်တာအာတရလောက်တရကျော်လောက်ပဲတည်လို့ပြောတာအမှန်မှန်ကခုကျွန်တော်တည်ကြည့်ရတာကအာတောင်းကနားလောက်ရှိပြီလို့ကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ဘယ်သတင်းကမှန်လဲဆိုတော့ကျွန်တော်မသိဘူးဆိုတော့ ကျွန်တော်အမိနဲ့ပြောမစလို့မြန်မာနိုင်ငံရဲ့အထားမြန်မာနိုင်ငံမှာဖြစ်သွားတဲ့အရာကိုကြည့်ပြီးမှတောင်းကနားတဲ့တောင်းကနားတော့လောကဖြစ်သွားနိုင်မလို့ကျွန်တော်တော့ယူဆရပါတယ်ဘောနောဖြစ်စည်းတော့တဲ့အိမ်ဒီဖြစ်သွားရအရင်နဲ့အားလို့ကျွန်တော်ကြည့်ချင်းအဖြစ်လောကစိတ်မကောင်းပါဘူး။ဘာဖြစ်ကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုရင်ဒီခက်ခဲဖြစ်လာတဲ့အချိန်မှာမိတ်ဆွေစိတ်တမချပါနဲ့အသက်တချောင်းကဘာပါလာဖြစ်တယ်။ဆိုကျွန်တော်ပြောချင်တာကလူတစ်ယောက်က ဒုက္ခကျွန်တော်ခုနကျွန်တော်ပြောခဲ့လို့ဒုက္ခရောက်ပြီးမှတကယ်စဉ်းစားတွေးခေါ်လိုက်ဘာမှရစရာမရှိတော့ဘူးလို့စိတ်ကအဲ့လိုမျိုးဝင်လာတဲ့အချိန်မှာကိုဘာလုပ်ဖို့လို့လို့လုံးဝကိုဘာပဲလုပ်လို့လုပ်ပလိုက်ချင်တာလုံးဝလုပ်ပလိုက်ချင်တာဒါပေမဲ့ကျွန်တော်ပြောချင်တာကဘာလဲဆိုရင်တင်ပါတင်အသက်ရှင်ပြီးနေနေတာဒါအရေးရင်ကြီးဆုံးပဲတင်အသက်ရှင်ပြီးနေနေရတာကတော့အရေးကြီးတာမရှိဘူးပတ်စံဆိုတာရှာလို့ရပါတယ်ဆိုတော့ကျွန်တော်ပြောပြချင်တယ် စိတ်ဓာတ်ကြာမှန်နေငိုလိုက်ပါလုံးဝစိတ်ဓာတ်ငိုလိုက်ပါဒါမဲ့ဘယ်တော့မှအရှုံးမပေးဖို့ကျွန်တော်ဒီနေ့တိုက်တွန်းချင်တာဖြစ်ပါတယ်တိုက်တွန်းချင်တယ်ဘယ်တော့မှအရှုံးမပေးပါနဲ့မိတ်ဆွေတင့်အတွက်တင့်ကိုစောင့်ရှောက်နေတဲ့ဖရာတင့်ကိုလှုပ်ပေးမဲ့ဖရာကတင့်အတွက်အခွက်တခွက်ရွှေဖို့ကြံနေတယ်ဆိုတာလေးကိုအောင်မြင်မှုအခွက်ပဲဖြစ်ဖြစ်တင့်ကိုချောင်းအောင်နော်နီလမ်းမှန်အောင်အခွက်တခွက်ရွှေဖို့ကြံနေတယ်ဆိုတာလေးကိုကျွန်တော်ဒီနေ့ ပြောပြချင်တာဖြစ်ပါတယ်ပေါ့နော်။ဒါဒီကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံတွေ့ရဆင်မကောင်းမှုဝန်းနေတယ်ပူဆွဲတယ်ဆုတောင်းပေးနေပါတယ်နော်။ဘာဖြစ်ဖြစ်အကောင်းဆုံးဖြစ်လာပါစေလို့ပြောပြချင်တာဖြစ်တယ်။နောက်တစ်ခုကတော့အခုမြန်မာနိုင်ငံမှာဒီလိုမျိုးဒီလိုမျိုးပြဿနာဖြစ်သွားခြင်းအဖြစ်ဒီမျိုးပြဿနာဖြစ်သွားခြင်းအဖြစ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေမြန်မာနိုင်ငံမှာအနာသိမ်းနိုင်တာဟာဒီအဲစုကြည်အမေတို့တို့စုကိုအမေစုကိုထောင်ကျထားတဲ့ဟာတွေ အများကြီးပဲကျွန်တော်တို့ဒီဒီနေ့မှာတို့ကိုရှာတွေ့နေဖြစ်ကဘာကအခုပို့ပြီးမှတိလာနေပြီဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အရာကဘာလဲဆိုရင်မိတ်ဆွေ time မှာပဲပြပြအခု time မှာ time ကအလို့သမားတော်တော်များများလို့မျိုးလို့မြန်မာနိုင်ငံဒါလည်းပါပါတယ်နော်စိတ်မကောင်းစရာတခါတလေကြိုက်ကိုလမ်းကကို မနေ့ပြန်ဆိုတော့ဘာဖြစ်လာမလဲနောက်5မိနစ်ဆိုဘာဖြစ်လာနိုင်မလဲဆိုတော့ကိုမသိတော့ကြောင်းဘူးအများကကျွန်တော်သတိထားပြီးနေပါရှိနေတဲ့အချိန်မှာပျော့ပျော့နေပါရှိနေတဲ့အချိန်မှာစစ်စစ်လုံးလုံးနေနေပါရှိနေတဲ့အချိန်မှာအတိုင်းဝိုင်းမေတ္တာစုအမျိုးတွေမိပါတွေနဲ့ပြပြလေးလေးဆက်ဆံပြီးတော့ပျော်ပျော့ရှိရှိနေကြပါလို့ပဲကျွန်တော်ပြောရင်းနဲ့ဒီမှာပဲနေကိုချိုးချင်ပါတယ်အားလုံးငြိမ်သက်ခြင်းရပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဒါပဲတော့